okay ဆိုတော့ကျွန်တော်တို့အခုပေါ့နော်ကျွန်တော်ဗီဒီယိုကတ်ကြောင်းကျွန်တော်ထပ်ပြီးတော့ပြောမယ်ပေါ့နော်ဒါကတော့ပြောမယ်ဆိုရင်ဗီဒီယိုကတ်ပြာလာတော့ဖြစ်ကျွန်တော်မာတာပုတ်တူမှာ pay in ပါလာတယ်အခုပေါ့တော့တော့လဲဆိုတော့ကျွန်တော်တို့ use for display အတွက်တော့ display အတွက်ဆိုကျွန်တော်ရုပ်ထွက်ပေါ့နော်ဟိုက gain နေပါတယ်ဆော့မယ် အာဂိမ်းတွေပဲဆိုပဲဒီ quality ကောင်းကောင်းဂိမ်းတွေလိုချင်တယ်ဗီဒီယို edit တွေလုပ်မယ်အဲ့လိုဒီမျိုးတွေအတွက်ပေါ့နော်ဒီအရဒီကတ်တရားအသုံးဝင်တယ်ပေါ့နော် desktop မှာဆိုရင်တော့ကျွန်တော်တို့ PCI slot တွေပါပေါ့နော် PCI slot တွေမှာကျွန်တော်တို့ graphic card တွေကိုကျွန်တော်တို့ထပ်ပြီးတော့ site လို့ရတယ် laptop မှာတော့ဟို site လို့မရဘူး low upgrade ပဲပြီးတော့သူ့အဆင့်လည်းပြင်လို့မရဘူးပေါ့နော် upgrade လည်းလုပ်လို့မရဘူးသူကတကယ်လို့ကျွန်တော်တို့ကဒီ graphic card လဲမယ်လဲချင်တယ်ဆိုတော့ကျွန်တော် motherboard တစ်ခုလုံးလဲပြင်မှာပဲဖြစ်ပြေနော် ဒါမဲ့ဒါ laptop တိုင်းတော့မဟုတ်ဘူးတခြား laptop တွေမှာဒီအဲ query လုပ်လို့ရတဲ့ laptop တွေလည်းရှိရပါတော့ဒါမဲ့ laptop ဝင်တာမလုပ်ရတာခက်တော့ခက်ခဲပါတယ်โอเคဆိုရင်ကျွန်တော်အခုထပ်ပြီးတော့ဒီအရပါတော့ဒီနောက်ထပ် hardware device တစ်ခုဖြစ်တဲ့ကျွန်တော် laptop power adapter လေးအကြောင်းကျွန်တော်ပြောပြပါမယ် power adapter ကိုကျွန်တော်တို့များသောအားဖြင့်အကုန်လုံးတော့ပြင်ဘူးမှာပါပေါ့နော်အကုန်လုံးတော့ဒီ laptop ဝယ်တိုင်းကျွန်တော်တို့ adapter လုပ်တယ်အဲ့ဒါတော့ machine ကျွန်တော်တို့စင်မပြေဘူးပေါ့နော် battery အတွင်းဖို့အတွက်โอเคအဲ့မှာ အဲ့အဲ့ပါကျွန်တော် many kinds of brand brand တွေကတော့ကျွန်တော်အများကြီးရှိတယ်။ Dell ကထုတ်တဲ့ Dell တို့ရှိမယ် HP ရှိမယ် Lenovo ရှိမယ် Acer ရှိမယ်အဲဆိုပေါ့ဗျာဒီ brand တွေကတော့အများကြီးရှိတယ်။သူရဲ့လွှတ်ဆောင်တာသူကဘာလွှတ်ဆောင်ပေးလဲဆိုတော့ Combine AC to DC alternate current ကနေကျွန်တော် direct current ကိုသူကအကူပြောင်းပေးတာလွှတ်ဆောင်ပေးရအောင်နော်ဆိုတော့နောက်ပြီးတော့ကျွန်တော် input voltage ကတော့ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်110 220ပေါ့နော်ဒါတော့တုံးတယ်ပေါ့။ Okay ပြီးတော့ကျွန်တော်တို့ဒီ အတူတူတစ်ခုပဲဆိုတော့ကျွန်တော်တို့တည်တဲ့နှစ်ချက်ရှိရဲအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ရဲ့ web ပေါ့နော်ဒီ computer ရဲ့ web ကနှစ်ခုရှိရဲလို့တည်ထားမယ်အဲ65နဲ့90ပါ65ကိုကျတော့ကျွန်တော်က15 inches ပေါ့နော်15လက်မရှိရဲ့ screen တွေပေါ့နော်15လက်မရှိရဲ့16လက်မရှိရဲ့အလိုမျိုးဟာမျိုး screen တွေမှာကျွန်တော်65ကိုတော့တုံးတယ်အဲ17 inches screen အဲ16လက်မ အလောက်ရှိရဲ့ laptop တွေမှာ software တွေမှာဆိုရင်ကျွန်တော် native watch ကိုသုံးတယ်။နောက်တစ်ခုထပ်ပြောချင်တာ DC jack ပါ DC jack ဆိုတာကကျွန်တော်တို့ဒီ laptop အားသွင်းတဲ့အခါမှာကျွန်တော်တို့ laptop မှာပါတဲ့အပေါက်လေးတွေကိုပြောတာပါ။ဒီပေါက်လေးတွေထိုးတဲ့အဲဒီ jack လေးတွေကလည်းကျွန်တော်တို့ power supply ကိုကျွန်တော် adapter ဝယ်မယ်ဆိုရင်ကျွန်တော်ဥပမာကျွန်တော်ဆိုရင် Dell အဲ Israel 7420ဆိုရင်7420လို့ကျွန်တော်တို့ဆိုင်ကိုပြောလိုက်တယ်ဆိုတော့ DC jack နဲ့ဒီ adapter လေးကိုတွဲပြီးပြီးမှဖြစ်ပါတယ်။ဒါတော့ပူစရာမလိုပါဘူး။မှားစရာလည်းမလိုပါဘူးเนาะ။ Okay ။ ကျွန်တော်ထပ်ပြီးတော့ကျွန်တော်တို့နောက်ထပ်အဲဒီပေါ့နော်ဒီ hardware device တခုဖြစ်တဲ့ battery အကြောင်းလေးဆက်ပြီးတော့ပြောမယ်။ဆိုတော့ဒီနေ့ခေတ်မှာကျွန်တော်ကာ battery ကိုအသုံးပြုလဲဆိုတော့ lithium ion ပါ။ lithium ion ဆိုတော့ကျွန်တော်တို့အတူပေါက်အဖြစ် alloy ion လို့လည်းခေါ်ပါဗျ။ဆိုတော့ဘာကြောင့်ကျွန်တော်တို့သုံးတာလဲဆိုတော့ကျွန်တော်တို့ substrate charge ကသူမရှိသလောက်ပဲ။ substrate charge ဆိုတော့ကဘာလဲဆိုတော့ကျွန်တော်တို့ကွန်ပျူတာလုံးကိုအားသွင်းထားတယ်။ကျွန်တော်တို့ application မှာ ram ဒီတိုင်းပဲထားထားမယ်ကျွန်တော် update တလျောက်တောင်းနေမယ်။ဆိုရင်သူကဘာလုပ်လဲဆိုတော့ တခြားဒီဘက်ထရီအမျိုးအစားတွေပေါ့လီသီယမ်အိုင်ဟုတ်ပဲတခြားဘက်ထရီမျိုးအစားတွေတုံးနေဆိုရင်ကျွန်တော်ကအားကဗျာအလိုအလျောက်ကုန်ဆုံးသွားတာကိုတွေ့ရပါတယ်အရန်မြန်တယ်ပေါ့နော်အားကုန်လာမြန်တယ်ဆိုတော့ဒီလီသီယမ်အိုင်ကိုကြာတော့ကျွန်တော်ကဒီလိုမျိုးကျွန်တော်တို့ဘာမှမတုံးဆွဲပဲနဲ့ထားမယ်စနီးဘုတ်ဒီပိုင်းထားမယ်ဆိုရင်သူကအားကုန်ခြင်းအားမြန်အားကုန်မြန်တာမရှိဘူးနော်အားအရန်မကုန်ဘူးဆိုတော့သူ့ဒီဘက်ခင်မှာအရန်တုံးကြတာများသောအဖြစ်သူ Nansop Teacher ဆိုတော့လုံးဝဗျာကိုယ်တိုင်ပြန်ပြီးတော့အားမရောတဲ့ဘက်ထရီလို့တော့တင်စားထားတယ်ဒါပေမဲ့သူ့မှာ ကိုယ်တိုင်ပြန်မယုံဆိုတာပုံပါဘူးဒီကေဂိမ်းကန်းလေးရတော့တခြားဟာတွေထက်စားရင်အရန်ကိုနည်းတော့တွေ့ရတယ်သူတို့ကျွန်တော်တို့ဒီ storage အနေနဲ့လည်း capacity energy ကိုကြာကြာတူလောက်နိုင်တယ်ပြီးတော့ charge ခံရတယ်ပေါ့နော်တဲ့ဆိုတော့တော်တော်ကြီး strong ဖြစ်တဲ့ battery ဖြစ်လို့ကျွန်တော်လက်ရှိမှာလည်းသုံးတယ်နောက်ပြီးတော့သူကျွန်တော်တို့ဒီ laptop မှာနေမဟုတ်ဘူး many different electronic device တွေပေါ့เนาะတခြား electronic device တွေမှာလည်းကျွန်တော်တို့ဒီဟာပေါ့ဒီ lithium ion ပဲသုံးတာများပါတယ်နောက်ဆုံးပါလေး အဲ့ okay ပြီးတော့သူတခုနောက်ထပ်ကပါလဲဆိုတော့သူက can operate less လောက်ကကျွန်တော်တို့ charge ခံခံအားကိုပေါ့နော်ကျွန်တော်တို့ဟိုကြကြအားကြကြခံရတယ်ပေါ့နော်ပြီးတော့အားကအမြန်ပြန်ပြီးမကျော်တဲ့အခါကျတော့အားကြကြခံပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီ laptop battery အနေနဲ့ကျွန်တော်တို့ lithium ion ကိုတုံးတယ်ဖုန်းမှာဆိုရင်လည်း lithium ion ပဲတုံးကြရများပါတယ်နောက်ပိုင်းမှာလीပြီးတော့ touch pad ပြီးတော့ touch pad ပေါ့နော် touch pad ကတော့ကျွန်တော်တို့တည်တဲ့အတိုင်းပဲ laptop မှာပေးရင်ပါလာတဲ့ device တစ်ခုပါပဲ နောက်ပြီးတော့ touch bus ဆိုတာတော့ကျွန်တော်တို့ point device အမျိုးအစားတစ်ခုဖြစ်ပါတယ် တူရောကျွန်တော်တို့ many different laptop တွေမှာမြင်နိုင်တယ်ဆိုတာက laptop အမျိုးစားဖြစ် laptop မဆို touch bar ကတော့ပါလာပါတယ်သူရဲ့လုဆောင်မှုကတော့ mouse အတိုင်းပါပဲကျွန်တော်တို့ pointing device ဖြစ်တော့ mouse အတိုင်းပဲကျွန်တော်တို့ရွှေ့ပြီးတော့အဲအလုံးလုပ်တယ်အလုံးရှာဖို့မူတည်ပြီးတော့ pointing device တွေပြီးရှာပြီးတော့သူကအဲ့ဒါကို sensor အနေနဲ့အတိမတ်ပေါ့နော် sensor အနေနဲ့သူကမှတ်တယ်မှတ်ပြီးတော့မှကျွန်တော်တို့လိုအပ်တဲ့ဒီ application တွေကို access လုပ်ဖို့အတွက်ကိုကူညီပေးတာဖြစ်ပါတယ်အဲဒီ touch bar အကြောင်းတော့ကျွန်တော်အများကြီးပြောစရာလိုမှမထင်ပါဘူးဒါကအကုန်လုံးကတော့ touch bar အကြောင်းကိုတူပြီးသားဖြစ်ပါပါ အဓိကတရားမှာ touch bar က point device ပါ။ဘာလဲလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ user တွေရဲ့ finger movement ပုံမူတည်ပြီးတော့ပြောင်းရွှေ့အပြောင်းလဲပေါ့နော်လှူဆောင်ပေးပါတယ်။ Okay အဲနောက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ laptop frame တွေအကြောင်းပြောပြပါမယ်။လက်လက်ရှိပါဘောနော် laptop frame နှစ်မျိုးရှိပါတယ်။ဒါပါလို့ဆိုကျွန်တော်ပထမတစ်ခုက plastic နဲ့ဒုတိယတစ်ခုကတော့ကျွန်တော်တို့ metal ဖြစ်ပါတယ်။ Okay plastic ကအဲဘာကောင်းလဲဆိုတော့ plastic ကပေါ့ပါတယ်ပေါ့ဗျာ lightweight ပေါ့ပါတယ်။ကျွန်တော်ကျိုးလွယ် ခြေလွယ်မဖြစ်ဘူးเนาะဆိုတော့ကအများဆုံးအဖြစ်တော့ကျွန်တော်လက်တော့တုတ်ကြရုံနဲ့တစ်ခါတုတ်ကြရုံနဲ့တော့ဟိုပေါင်းလေးကိုွေးတယ်ဆိုတော့ပေါင်းလေးကိုွေးတယ်ဆိုတော့မရှိပါဘူးเนาะလက်တော့ကကျွန်တော်တို့ဟိုတော်တော်တော့မာရဲ frame ကိုပါ plus 10နဲ့လောက်ထားတော့နိကျွန်တော် and ပြီးတော့ inexpensive အစီလည်းမကြည့်ပါဘူးအဲ okay အဲ့တော့နောက်ထပ်မျိုးစားတစ်ခုကမတဲပါမတဲကြတော့ကျွန်တော်တို့ပါလဲဆိုတော့မတဲဆိုတော့ကိုတော့ more durable dark plus 10 plus ကတည်းကပို့ပြီးတော့မတဲကတော့ ပို့ပြီးတော့ကြာရှည်ခံတယ်ပေါ့ဗျာကြာရှည်ခံတယ်ပြီးတော့ဈေးလည်းပူကြည့်ရဲဒီ matter frame တွေကိုများသောအားဖြင့်ကျွန်တော်ပမာတွေ့နိုင်လဲဆိုတော့ notebook เนาะ notebook ထွက်လာတဲ့ notebook တွေပါ matter frame တွေကိုတုံးလာတော့ကျွန်တော်တွေ့ရပါတယ်ဈေးလည်းကြီးပါတယ်เนาะဒါတော့ letter frame ဈေးဖြစ်ပါတယ်ကိုအစ်စ်ပြင်းဒီဟာကိုဝယ်လို့ရပါတယ် okay ထပ်ပြီးတော့ကျွန်တော်ဒါဆိုရင်ကျွန်တော်ရဲ့ hardware device နောက်ထပ်တစ်ခုဖြစ်တဲ့ CPU အကြောင်းလေးကျွန်တော်ဆက်ကြရအောင် โอเค CPU လို့ပြောရင်ကျွန်တော်တို့ဒီလောက်ရှိပါပါရှိလဲဆိုတော့ Intel ရှိမယ် AMD ရှိမယ်နော် Intel ကထုတ်တဲ့ AMD ကထုတ်တယ်ပေါ့နော်โอเคအဲ့ဆို AMD အကြောင်းလေးကျွန်တော်ပြောရအောင် AMD မှာဆိုရင်ကျွန်တော်တို့ CPU ကိုကျွန်တော်တို့ Ultra ဆိုတာရှိတယ် Athlon ရှိတယ် AM2 ရှိတယ် AM2 Plus ရှိတယ် AM3 ရှိတယ်ခုလက်ရှိနောက်ဆုံးထွက်တာတော့ AMD က Ryzen ကိုထုတ်ထားပါတယ်ဗျာကျွန်တော်တို့ CPU လို့ပြောလိုက်လို့ရှိရင်လေမျိုးစားနှစ်ခုရှိတယ် Lion Grid Array နဲ့ Pin Grid Array ပါအဲ့ဒီ AMD ကတော့များသောအားဖြင့်သူကစပြီးတော့ထုတ်တော့သူက Pin Grid Array တွေကိုထုတ်တာများပါတယ် ဆိုတော့ penguin ray ထုတ်လာတယ်ဒါပေမဲ့နောက်ပိုင်းကျတော့သူက intel ကိုအဲလိုက်ပြီးတော့တူပြီးပေါ့နော်ဒီ land grid array တွေကိုသုံးလာတယ်တွေ့ရပါတယ်ဗျာ okay ဒါဆိုနောက်ထပ် new star တစ်ခုက intel ပေါ့နော် intel မှာဆိုရင် general pentium 1 2 3 4ရှိမယ်ပြီးရင် celerone go to rate go to to rate ဒါကြီးကျွန်တော်တို့ဒီเนาะကျွန်တော်တို့အခုအခြေအနေလဲဆိုတော့လည်းလည်းဟောင်းဟောင်းနေပြီဖြစ်တဲ့အဲ CPU တွေပါ CPU new star ဖြစ်ပါတယ်အခုနောက်ပိုင်းမှာကျွန်တော်တို့သုံးဆွဲရတာတွေကတော့အများတော်အဖြစ် core i3 core i5 core i7 အဲ core i9 ပေါ့နော်ဒါတွေကျွန်တော်တို့ရှိပါတယ်ဆိုတော့ CPU တွေက အဲ CPU တွေကဒီမျိုး difference ပေါ့နော်အဲ model တွေကွဲသလိုကျွန်တော်တို့ဘာကြီးကွဲလဲဆိုတော့ socket တွေလည်းကွဲပါတယ်ဆိုတော့ CPU socket တွေကြောင်းထပ်ပြီးတော့ကျွန်တော်နည်းနည်းလေ့လာကြည့်အောင် so different types of socket in Intel okay အဲ့တော့ကျွန်တော် Intel လို့ပြောရင် Intel ကအရင်တော့ဒီဘက်ခင်မှာ တော့ကျွန်တော်တို့ကဒီ core i7 အဲ့လိုလေးဝယ်တာအရင်များလို့ကျွန်တော်က intel ကိုပဲကျွန်တော်ညှိုးပြီးတော့ဒီဟာ socket တွေပြောတာဖြစ်ပါတယ် amd မှာဆိုလည်းသူ့အတိုင်းပဲเนาะ option နဲ့အတလုံး socket တွေတူမှာမဟုတ်ပါဘူး am2 နဲ့ am2 plus က socket ကမတူဘူးဒါပေမဲ့ support ပေးပါတယ်ဘာလို့ဆိုပြားဒီ am2 မှာ am2 plus က am2 ကို advance လုပ်ထားတယ်ဒါပေမဲ့ am2 processor ကိုလည်းတုံးလို့ရအောင်ပြန်ပြီးတော့စီစဉ်ထားတာဖြစ်ပါတယ်ဗျာပြီးတော့ am3 ဆိုလည်း am3 plus ကိုအသုံးပြုလို့လွှဲအောင်ပြန်စီစဉ်ထားတာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့အခု intel မှာဆိုလည်းကျွန်တော် socket တွေရှိမ

โอเค CPU မှာ generation တွေရှိပါတယ်โอเค generation တွေကိုကျွန်တော်တို့ကဘာနဲ့ခွဲလဲဆိုတော့ generation တွေကိုကျွန်တော်တို့က socket တွေနဲ့ခွဲပါတယ်ဟုတ်ဆိုပါတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ motherboard တစ်ခုဝယ်လိုက်တယ်ကျွန်တော်တို့ရဲ့ motherboard ရဲ့ socket က LGA 1156ဆိုပါလို့1156ဒါမှမဟုတ်လဲ133366ဆိုရင်ကျွန်တော်တို့ကဒါကို first generation Nehan အဲလိုဘောနော်ဒီနာမည်ပေါ့ဒီနာမည်အပြည့် Nehan လို့ခေါ်မယ်ပြီးရင် first generation ကိုတတ်မှတ်ပါတယ် โอเคဒါဆိုရင် second generation ကိုဆက်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်မယ် second generation က HA 1155 socket ကို socket ဆိုရင်ကျွန်တော် HA 1155ဆိုရင်ကျွန်တော် second generation ကို support ပေးတဲ့ sunny bridge အစီရတဲ့ socket ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က motherboard မှာကျွန်တော်တို့ဒီ HA 1155 socket ကိုမြင်ပြီးဆိုရတဲ့ Aurelius ဒါက sunny bridge ကို support ပေးတဲ့ sunny bridge ပေါ့နော် sunny bridge ဆိုရင်ကျွန်တော် second generation ဆိုတာသူသိရပါမယ်နော်သိရပါမယ် okay third generation ကျွန်တော်လေ့လာကြည့်မယ် third generation မှာကျွန်တော်နာမည်ပြောင်းသွားတယ် IP bridge လို့ခေါ်ပါတယ်ဆိုတော့ IP bridge ကရောဘာလို့စပုတ်ပြီးလဲဆိုတော့ AG 1155ပဲအဲ1155ကိုတတ်ထားတယ်ကျွန်တော် third generation second generation စပုတ်ပြီးပါတယ် okay အဲသူ socket ကတော့ကျွန်တော်1155ကိုပဲသုံးတယ်ဒါပေမဲ့နာမည်အဖြစ်တော့ IP bridge သူ third generation စပုတ်ပြီးရဲ CPU ပါ okay ဒါဆိုရင်ကျွန်တော်150ကို150ကကျတော့ limit ထပ်ပြောင်းသွားတယ် hash way လို့ခေါ်ပါတယ်။သူ့ကိုဒီကျွန်တော်ရဲ့ matter book မှာအဲ socket 1150ပေါ့နော် AG 1150တွေ့ပြီဆိုရင်ဒေတာပြီဒီကောင်က4 generation support ပြီးရ CPU ပါ CPU socket ပါပေါ့နော် okay ဒါဆိုရင်5 generation အားပြောမယ်ဆိုရင် broware ပါ broware ကိုလည်းကျွန်တော် AG 1150 socket မှာမြင်တွေ့နိုင်ပါတယ်6 generation ကတော့ skylake skylake က AG 151 1356ပါ အဲ several generation ဆိုရင်ကျွန်တော် carbi lake carbi lake ဆိုရင် AGA 1151 socket ဆိုရင်ဒီ carbi lake 7 generation ပုံမျိုးစားဖြစ်ပါတယ်။ eight generation ဆိုရင် carbi lake အာဖြစ်သွားပါတယ်။ဒီကောင်ကကျွန်တော် AGA 1151 1356 socket ဒီမှာ socket ဒီပေါ့ support ပေးရဲ generation ပါ။ nine generation ဆိုရင်ကျွန်တော် coffee lake ပါ။ coffee lake ဆိုရင် AGA 1151 1151ဟုတ်ကျွန်တော်တို့မသားဖို့မမြင်ပြီဆိုရင် 9th generation coffee lake mule size ဆိုတာသိလို့ရပါတယ်။ Okay နော်။ဒါလို့ဆိုရင်ကျွန်တော်တို့ဒီ CPU အကြောင်းကိုအဲဒီ generation အကြောင်းကိုသိလိမ့်မယ်လို့ကျွန်တော်ပြောလိုက်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်နောက်ထပ် အဲကျွန်တော်တို့ဒီ hardware device တခုဖြစ်တယ်ပေါ့နော်ဒီ laptop motherboard အဲ motherboard နဲ့ပတ်သက်ပြီးတော့ထပ်ပြီးပြောချင်ပါတယ်ဗျ။ Okay motherboard ကဆိုရင်ဖြင့်ကျွန်တော်တို့ဒီ laptop တော့ရှိမယ်ပေါ့နော် laptop ရှိမယ် desktop ရှိမယ်အဲနောက်ပြီးတော့ဒီ motherboard ကတော့ဒီ computer လုံးရဲ့ပြောမယ်ဆိုတော့အဓိကကျတဲ့အစိပ်ပိုင်းတခုပေါ့နော်တူတူကတော့မပါမဖြစ်အဲမပါမဖြစ်ရှိရမယ့်အရာတခုဖြစ်ပါတယ်။ဆိုတော့သူ့အမှာကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုရင်သူ့မှာဘာတွေဘာတွေလုပ်လို့ရလဲဆိုကျွန်တော်တို့ RAM တွေ site လို့ရမယ် CPU တွေ site site လို့ရမယ်ပေါ့နော် CPU ဆိုတော့ CPU site လို့ပြီးရင် HDD တက်လို့ရမယ်ပေါ့နော်ပြီးရင် connector တွေပါမယ်ပြီး Yes, you might complementary metal oxide semiconductor ပေါ့နော်။ CMOS ဆိုကြတော့ဘာတွေကိုလုပ်ပြရလဲဆိုတော့ကျွန်တော်တို့ဒီကွန်ပျူတာတစ်ခုရဲ့တိတ်ရန်တိုင်းတွေကိုသူကမှတ်ပေးတယ်။တကယ်လို့သူအားနဲ့နေဆိုရင်ကျွန်တော်ကွန်ပျူတာကတိတ်ရန်တိုင်းတွေမှန်မှာမဟုတ်ဘူးနော်။ဒီ CMOS ရလုံးလုံးပေါ့နော်။ပြီးတော့ကျွန်တော် GPU ပါမယ်ပေါ့နော်။ Graphical Processing Unit GPU တွေ attach လုပ်ပြီးတွေ့ထားရှိရဲ။အဲဆိုတော့ဒီကောင်ကအရန်ဟိုဘုတ်ကလည်း laptop motherboard ဖြစ်တဲ့အတွက်သေးငယ်တယ်။သေးငယ်တဲ့အခါကျတော့ကျွန်တော်တို့ဒီထပ်ပြီးတော့ထပ်တူ extension card တွေ site လို့အဆင်မပြေဘူး။ site လို့မရဘူးပေါ့နော်။ site လို့မရဘူး။တကယ်လို့ကျွန်တော်တို့ကတစ်ခုခုပေါ့နော်။အထဲထဲမှာ အဲဥမာပြန်ဒီ GPU ပေါ့ GPU graphical processing unit GPU ကျွန်တော်တို့ graphic card ကိုလဲခြင်းနဲ့မြှင့်ခြင်းနဲ့ upgrade လုပ်ခြင်းနဲ့ဆိုများတော့အဖြစ်ကျွန်တော်တို့ board တစ်ခုလုံးကိုချိန်မှမယ်အဆင်ပြေတယ်အဲ့တော့ဆိုတော့ကျွန်တော်တို့ဒီကောင်းကိုဒီ upgrade ပဲလုပ်လို့အဆင်မပြေဘူးပေါ့နော် okay ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ဒီအဲကွန်ပျူတာ laptop အကြောင်းကွန်ပျူတာဒီ laptop ရေပေါ့နော် hardware device တွေအကြောင်းကိုတော်တော်များတည်ပြီးလို့ကျွန်တော်ပြောနေပါတယ်နောက်တင်ကြပါတော့နောက်တင်ကြပါတော့ကျွန်တော်ဒီပေါ့နော် laptop မှာရှိရဲ useful feature အကြောင်းကိုဆက်ပြီးတော့ကျွန်တော်ရှင်းပြပေးပါမယ် Alo, Jesus, chú chú I...